ကတူပြဆက်ယုံကလုံးလုံးငယ်ငယ်နေပြီးတော့ခမင်းစားချိန်မှာမောင်ကြီးကခမင်းကန်ကိုပုံပြီးလူတဲ့ချိန်မှာနောက်ကတငယ်ချင်းကရေထိုးကန်းကိုမိုင်ကုန်းဖွင့်ပြီးတော့ဟောစလိုက်ကြထိုက်တာမှာဖိုက်ကြီးဖောင်းပြီးတော့ကြတော့ဦးလေးတွင်းနဲ့ဦးလေးပြတ်တောက်ပြီးတော့မောင်လေးကလဲကြသွားတယ်အခုရှေးရုံတန်တာပြည်သူရှေးရုံတင်ပြီးတော့ကြတော့ပထမဆုံးတစ်ကြိမ်ဒီစားခွဲချိန်မှုလောက်ထားတယ်ဦးကပြင်ထုတ်ပြီးတော့ကြတော့ခုကပေါ်လီဘားအစားပြီးခါးကနေထုတ်နေရတယ် ဥပြန်ဆက်ဖို့အတွက်ကလေးလပိုင်းတည့်ရက်နေ့မှာခြေုံကရချင်းချက်ပေးထားတာဖြစ်တဲ့အတွက်စိတ်ကူတာမှုစရိတ်လေးလည်းလိုအပ်တယ်ပြီးတော့ဒီညီမလေးတယောက်တည်းပဲမောင်လေးရဲ့စိတ်ကူတာမှုဆောင်းဝင်လေးရောဖြည့်ဆည်းနေရတဲ့အတွက်အဲမောင်ကြီးတို့ကကုန်ပြီးတော့လှူဒန်းပေးခဲ့မှာဖြစ်ပါတယ်အားလုံးပဲမင်္ဂလာညချမ်းလေးပါဗျာခင်ဒီနေ့ကတော့ဒီနေ့ဗီဒီယိုလေးတော့ပေါ့နော်ဒီခုလက်ရှိဗီဒီယိုထဲမှာပါတဲ့ညီလေးရပေါ့နော်သူ့ရဲ့တငယ်ချင်းကဒီညီလေးနေကင်းထမင်းစားတဲ့အချိန်မှာထမင်းတော့သူကကုန်းယူလိုက်တဲ့အချိန်မှာနောက်ကနေမှလေထိုးကန်းကိုပေါ့လေအားကို တကုံတင်ထားပြီးတော့အကုန်ကြီးတင်ထားပြီးတော့မှသူကဆက်အိုးဝအနေနဲ့တူပါတယ်ထူလိုက်တင်နဲ့တူပါတယ်ဗျအဲ့ဒါလေးကအတွင်းထဲအထိဝင်သွားပြီးတော့အထဲထဲမှာဥတွေပါပြတ်ကုန်တာလေအန်အောဆရာကောင်းဗျာကြောက်ဆရာကောင်းအဲ့တော့ဒါကတအားကြည်စားပါတော့အဲ့လိုဒါကအဲ့လောက်ကြီးလည်းမကြည်စားကြပါနဲ့လို့နော်အဲ့တော့ဗီဒီယိုလေးကိုအရင်ကြည့်လိုက်အောင်ဗျာကြည့်ပြီးမှကျွန်တော်တို့တွေ reset လုပ်မယ်နော် င်္ဂလာပါရှင်။ကြည်သားတန်တာရန်များတယ်နော်။ဒီမောင်လေးရဲ့အကြောင်းအရာလေးနဲ့ချင်းပြောပြပေးရအောင်။မောင်လေးဖြစ်တဲ့အကြောင်းအရာလေးကိုဆက်လောက်ပြောပြပါအောင်နော်။ဟုတ်ကဲ့။အဲဒါကရုသာဆိုင်မှာလုံးလုံးတကယ်ချင်းလောက်ကနေပိုင်းရဲ့နောက်ကထိုးလိုက်။ဟုတ်ကဲ့။တကယ်ချင်းကနေပိုင်းနဲ့နောက်ကထိုးလိုက်တာ။ဟုတ်ကဲ့ထိုးလိုက်။အာနေ။အာဘာကြီးကဖောင်းလို့တပစ်လေပါ။ဟုတ်။အဲဆေးုံတဲကတော့အထင်းနဲ့ဦးပြက်လို့ပြန်ဆက်တာ။ ပြန်ဆက်ထားဟုတ်ကဲ့အခုဦးကဒီ bike ကနေအပြင်ထုတ်ထားတယ်နော်ဟုတ်ကဲ့ဒီကထုတ်ထားထောက်ထားအခုဦးပြန်ဆက်ဖို့ကခြေရင်ကရက်ချင်းပဲနှိပ်ပေးထားတယ်ဟုတ်ကဲ့လေရမယ်ပြင်းနေပြန်တဲ့အောင်ဆက်ဟုတ်ကဲ့ပါအချောင်းလေးတော့ခရဟုတ်ကဲ့ကတ္တူပြဆက်ယုံကလုံးလုံးငယ်ငယ်နေပြီးတော့ခမင်းစားချိန်မှာမောင်ကြီးကခမင်းကြိုင်ကိုပုံပြီးလူတဲ့ချိန်မှာနောက်ကတငယ်ချင်းကရေထိုးကန်းကိုမိုင်ကုန်းဖွင့်ပြီးတော့ဟောစလိုက်ကြထားလိုက်တာမှာဖိုက်ကြီးဖောင်းပြီးတော့ကြတော့ဦးလေးတွင်းနဲ့ဦးလေးပြတ်တောက်ပြီးတော့မောင်ကြီးကလဲကြသွားတယ်အခုရှေးယုံမှန်တာကတ္တူစီယုံတင်ပြီးတော့ကြတော့ပထမဆုံးတစ်ချိန်အဒီစာခွဲချိန်မှုလောက်ထားတယ် ်ဦးကပြန်ထုတ်ပြီးတော့ကြတော့ခုကပေါ်လီဘားအစားစီခါးနေထုတ်နေရတယ်။ဦးပြန်ဆက်ဖို့အတွက်ကလေးလပိုင်းတည့်ရက်နေမှာခြေုံကရချင်းချက်ပေးထားတာဖြစ်တဲ့အတွက်စိတ်ကူတာမှုစရိတ်လေးလည်းလိုအပ်တယ်။ပြီးတော့ဒီညီမလေးတယောက်တည်းပဲမောင်လေးရဲ့စိတ်ကူတာမှုအဆောင်ဝင်လေးတော့ဖြည့်ရှင်းနေရတဲ့အတွက်အဲမုံကြီးတို့ကကုညီပြီးတော့လှူဒန်းပေးခဲ့မှာဖြစ်ပါတယ်။အဲ့လောက်ကြီးနော်အဲ့လောက်ကြီးတော့မဆကြပါနဲ့ဗျာတငယ်ချင်းတွေချစ်ကြခင်ကြတာတော့တချို့တွေကြလဲကိုယ့်ရဲ့ညီကိုအရင်းတွေလိုချစ်ကြတယ်တငယ်ချင်းအပေါင်းအသင်းတွေပေါ့နော်ဒါမှမဟုတ်ချစ်ပင်မယ်လို့ အဲ့တော့ကြည်စားတဲ့အချိန်မှာတစ်ဖက်သားဒီလိုဖြစ်သွားတဲ့အချိန်မှာကိုလည်းစိတ်မကောင်းပါဘူးเนาะကိုလည်းတကယ်စတဲ့လူလည်းအခုချိန်ဆိုသူတကယ်ကိုမှစိတ်ရမှာမကောင်းသူ့ငွေချင်းအတွက်တကယ်မကောင်းစိတ်မကောင်းဖြစ်နေမှာပါเนาะဒါမှမဟုတ်စိတ်မကောင်းဖြစ်ပေမဲ့လူတစ်ဖက်သားမှာခံစားလဲရတာဆိုတော့ကံကောင်းလို့ပေါ့เนาะအတက်အန်နေအထိမထိခဲ့တာအစမသိရင်ဒါအတက်အန်နေအထိထိခဲ့သွားနိုင်တယ်ပေါ့เนาะအဲ့တော့စတာလေးလေးကြည်ချကြည်ကျစကြပါလို့ကျွန်တော်တို့ကျောင်းတော့လည်းဒီလိုပဲကျောင်းငွေချင်းနေပေါ့เนาะစကြတယ်အများကြီးဒီလိုတွေ့ရပေါ့เนาะ အဲစာအစလုံပြီးတော့တချို့ကြီးအဲ့လိုအသက်ပါဆုံးရှုံးသွားတယ်လူကြီးအများကြီးရှိတယ်ဗောနော်အဲ့တော့အဲ့ဒါလေးတွေတာရကယူပြီးတော့စတာတော့စတာပေါ့နော်အဲ့လောက်ကြီးထိဒိုင်းထက်လုံကြီးမလုံးကြပါနဲ့လို့နော်ကျုံးပြဥရီပြတ်သွားတာဒါအခုဒါအကူညီတောင်းတော့ဗောနော်ကုညီနိုင်တဲ့သူလေးတွေလည်းကုညီလို့ရပါတယ်လို့ဒါဒီညီမလေးကတော့ဒီညီမလေးတက်တော့အကောင်ကတော့မုံကြီးဗောနော်မုံကြီးတက်တော့အကောင်မှာသွားရောက်ပြီးတော့စုံစမ်းမေးမြန်းပြီးတော့လဲ လူလို့ရှင်လူတန်းကျင်လို့ရှင်တော့ရောက်လူတန်းပြလို့ရပါတယ်လို့เนาะလူရှင်များရှိလို့ရှင်လည်းတော့ရောက်လူတန်းပြလို့ရပါတယ်ဒီညီလေးကအခုဥရိယသူကအပြင်မှာ ထုတ်ထားတယ်လို့ပြောနေကြဥရိပြတ်နေတယ်အဲ့ဒါကိုပြန်ဆက်အောင်ဗနင်းနေကိုနေကအဲ့ပြန်ဆက်အောင်ပေါ့နော်တကယ်ကစိတ်ထဲထဲမကောင်းဘူးပေါ့နော်တကယ်တော့ကြည်လေမကြည်စားကြပါနဲ့လို့တကယ်ချင်းနေချစ်တာတော့ချစ်တာပေါ့နော်ကိုကနည်းနည်းလေးတော့စဉ်းစားပြီးတော့မှအတိုင်းတာတစ်ခုတော့ပဲကြည်စားကြပါနော် အလုံးမဲမင်္ဂလာပါရှင်။မွန်ကြီးကိုရရှိနေတာကတော့လှိုင်းသာယာအနောက်ပိုင်းတက္ကသိုလ်အနီးချစ်သူလမ်းကြားမှတ်တိုင်နားမှာရှိတဲ့ဒီအမတယောက်ကအကူညီတောင်းတဲ့တွေလာရောက်ကူညီတာဖြစ်ပါတယ်။အာဒီအမရဲ့နာမည်ကတော့နာမည်ဘယ်လိုခေါ်လဲမောင်ကြီး။အာမဝင်းဝင်းပါပါအမကတော့အာဒီဝေဒနာဘယ်လိုဆက်ဖြစ်တာလဲဝေဒနာလုံးလုံးနဲ့ဟိုမိန်းကလေးဟိုဇာမီးရဲ့မီးရဲ့ဟုတ်အဲ့လိုဖြစ်တာပေါ့ ။အဲ့ဒါနေခေါင်းရှော်မိတာပေါ့နော်။ခေါင်းရှော်မိပြီးတော့ဘာကလေခံရင်းနဲ့အဲအုံတော့သွေးခဲသွားပြီးတော့နှလုံးကအဆုတ်လေးဆိုတာတဆိုးပိုးရွာတယ်။ဟုတ်ကဲ့။ခုကစကားမပြောနိုင်တော့ဘူးကွာနော်။အလုတ်သွားလို့တာအမကဒီမှာသွားလို့တာလေ။ထိုင်းမှာသွားလို့ရတယ်။အော်ထိုင်းမှာအလုတ်သွားလို့ရနေတယ်ပြီးတော့မှအမအရင်ကစပင်ရမ်းကောင်းတယ်လေအမဟိုဓာတီသွေးပေါ်နေတဲ့အချိန်မှာခေါင်းလျှော်လိုက်တဲ့အတွက်အဲ သွေးခဲသွားတဲ့အနေကနေပြီးတော့စပြီးလေဖျားနေလို့နဲ့စကားမပြောနိုင်တော့တာပေါ့နော်အမမအကြောတက်တယ်လို့ဖြစ်တော့ကြတော့ခြေောက်လေးနှိပ်တာချိုးတာတွေကနေပြီးတော့မှလည်းခြေောက်ကလည်းဟိုပါဖြစ်တယ်လို့ပေါ့ကျိုးသွားတယ်လို့မျိုးဖြစ်တယ်အခုကအဲ့ရတဲ့မှာလဲနေတာပေါ့နော်ဟုတ်ကြည်ဟုတ်ပြီးအပူပူလည်းဖြစ်နေနော်မနေ့ကပြထားတဲ့ပုံထဲမှာလေအဲ့ရတဲ့မှာနေရတဲ့အချိန်ကကြာတယ်ဟုတ်တယ်လို့ဒီအင်းကစစ်မှာအဲခစစ်တွေမှာအပူအနာကြီးတွေဖြစ်နေရပေါ့အဲ့ဒါကိုအခုညီလောင်းတဲ့အတွက်ဆန်စီလေးရယ်ပြီးတော့မအတွက်ဆေးကုကိုနော်လိုရာလေးသုံးဖို့အတွက်ကိုလာရောက်လှူတာဖြစ်ပါတယ် မနေကောင်းသွားမှာနော်ပုံမှန်နဲ့နေကောင်းသွားမှာစိတ်ကံမကြနဲ့နော်အမေကိုလုတ်ကဲ့ရွေးနေတာတဲ့အပြူကြီးပါဟုတ်တယ်အပြူကြီးအမေကိုလုတ်ကဲ့ရွေးနေတဲ့နေဖြစ်သွားတာဆိုတော့စိတ်ထဲလည်းမကောင်းပါဘူးအမမြန်ဆုံးတက်တာပါသေးလို့လဲထူထောင်ပေးပါမယ်နော်ကျေးဇူးပါကဲဗီဒီယိုလေးတော့ပါဒါပေါ်နော်မိတ်ကလေးအခုခက်ကပါဗျမေကလေးအများစုပေါ့နော်တချို့တွေဆိုနှိမ့်တိုင်းထောင်ခေါင်းလျှော်တယ်ဒါမဖြစ်ချင်တော့မဖြစ်ဘူးပေါ့နော် ကျွန်တော်ငငယ်ရလဲကျွန်တော်ငငယ်ရလဲဂျုံဘူးရယ်ကောင်မလေးတယောက်အဲ့လိုပဲမိုးရွာမိုးရွာရံနေသူပြန်လာတာပေါ့နော်ပြန်လာလာချင်းအဲ့မှာအိမ်ရောက်တော့ကျတော့အဲ့လိုမျိုးခေါင်းလျှော်လိုက်တဲ့အချိန်မှာတခါလဲရှော့ဖြစ်ပြီးတော့အသက်ပါပါသွားတာအခုဒီမှဆိုလဲကြည်အောင်အဲ့လိုပေါ့နော်ခေါင်းလျှော်တာအစင်မသိတော့မိန်းကလေးကတအားဂယူဆက်ရတယ်ယောက်ျားလေးနဲ့မတူယောက်ျားလေးကတော့ဘယ်အချိန်တနေ့ဆယ်ကားခေါင်းလျှော်လျှော်ပေါ့နော်ကျမကြီးခေါင်းကောင်းသလိုလျှော်လို့ရတယ်မိန်းကလေးက သူတို့ဒီရာသီလာတဲ့အချိန်ပေါ့နော်ရာသီသူလာတဲ့အချိန်နဲ့သူတို့လျှော်လို့ရှင်အရင်ခက်ကလူကြီးတွေဆိုမိန်းသားတွေကအရန်ကယူဆိုင်ကြတယ်ကအခုခက်ကတော့မဟုတ်ဘူးသူတို့ကလျှော်ခြင်းနဲ့အချိန်နဲ့လျှော်ကြတယ်ပဲရဲ့ဒီလိုပေါ့နော်သူတို့လာဟိုပြတဲ့အချိန်လဲလျှော်ရင်လဲလျှော်ချလိုက်တာပေါ့နော်အဲ့တော့တကယ်လို့မဖြစ်ချင်တော့မဖြစ်ဘူးလားဖြစ်ချင်ဖြစ်ချင်ကိုယ်ပဲခံရတာပေါ့နော်ဘယ်သူမှမခံရဘူးကိုယ်ပဲခံရအဲ့တော့အကောင်းဆုံးကတော့ ဟိုရှောင်ကျင်တာကောင်းပါတယ်လို့တော့ကျန်တဲ့အချိန်လေးတွေရှော်လို့ရပါတယ်လူတော့အဲ့လိုတတ်နိုင်ဆုံးလှကျင်ပကျင်တာတော့လှကျင်ပကျင်တာပေါ့ဗျာဘလူတိုင်းလှကျင်ပဲမလို့ဒါမှမဟုတ်ကိုယ့်ရဲ့ကျမ်းမာရေးလေးကိုတော့အသက်ညံဆောင်ဆိုသလိုပေါ့နော်ညံလေးနဲ့ရှင်ပြီးတော့ကျမ်းမာကိုယ့်အသက်ကိုရှည်အောင်လို့ညံလေးနဲ့ရှင်ပြီးနေကြပါလို့ကျွန်တော်ဒီများနေဒီလူလေးပဲ message ပေးချင်ပါတယ်နော် ။အော်ဆိုမိမသားတွေကတကယ်ကိုမကယူဆိုင်တင်ပါတယ်လို့နော်။အဲကြောင့်ပညာပေးလေးအနေနဲ့လည်းဒါလေးကိုကျွန်တော်ပြန်လဲပြီးတော့မြောက်လဲချင်းပြပါတယ်။ဒါကတော့မှုံကြီးပေါ့နော်။ဒီညီမလေးကတော့မှုံကြီးတက်တော့အကောင်သူ့ရဲ့တက်တော့အကောင်မှာလည်းဒီလိုမျိုးသူတွေကိုတော့ရောက်လှူဒန်းခြင်းလို့ရှိရင်သူ့ရဲ့ TikTok account မှာတော့ရောက်ပြီးစုံစမ်းမင်းများပြီးတော့လှူဒန်းလို့ရပါတယ်လို့သူ့ရဲ့ TikTok account ကတော့နာမည်ကတော့မှုံကြီးဖြစ်ပါတယ်เนาะအဲ့မှာလည်းတော့ရောက်ပြီးတော့လှူဒန်းလို့ရပါတယ်လို့ အဲ့တော့ကြီးစုတဲ့သူတယောက်ရှင်းစီရန်ကုန်ကအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်လို့အဲ့တော့ဒီဗီဒီယိုလေးတွေကြီးစုပြီးတော့ဒီထက်ကနေမှပညာလေးတွေယူပြီးတော့လူချင်းမင်းတို့အတွက်အတတ်နိုင်ဆုံးဒီလိုဒီမဖြစ်အောင် ဘောနော်ကျွန်တော်ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်အဲ့တော့ဒီထက်ကနေမှလူကြီးမင်းတို့အတွက်လည်းပညာလေးရလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်အဲကြောင့်ကြီးစုတဲ့သူတယောက်ချင်းစီတိုင်းကိုလည်းအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ရဲ့အခုလိုဗီဒီယိုလေးလိုတဲ့ဆက်လက်ကြီးစုလို့ရအောင်လို့ like and subscribe ခရိတ်လေးလုပ်သားပေးကြပါအောင်လို့ပြီးလုပ်ပြီးတော့ဘုံမမေ့ပါနဲ့လို့လည်းကျွန်တော်ဒီနေ့ကနေပြောချင်ပါတယ်အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ဗျာ thank you